အာနာသိမြန်မာစစ်ကောင်စီကောင်းဆောင်ဟာဘင်္ဂလားပင်လယ်အော်ဒေသရင်ကန္တာဆုံနီးပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ BIMSTEC ရဲ့ထိပ်သီးအစည်းအဝေးကိုထိုင်းနိုင်ငံမှာတက်ရောက်သွားမယ်လို့သိရပါတယ်။ထိုင်းမီဒီယာတွေကစစ်ကောင်ဆောင်ဟာဘန်ကောက်မှာ April 3ရက်နဲ့4ရက်နေ့တွေအတွင်း BIMSTEC ထိပ်သီးအစည်းအဝေးတက်ရောက်မှာဖြစ်တယ်လို့ March 23ရက်နေ့ကဖော်ပြပါတယ်။အထူးယုံကြည်ရတဲ့သတင်းရှင်းပြတစ်ခုရဲ့အဆိုအရမြန်မာစစ်ကောင်စီကောင်းဆောင်ဟာ ဗန်ကောက်မှာအင်ရှင်ဖြစ်လက်ခံကျင်းပမဲ့စက်ထမအချိန်မြောက်ဘင်းစတက်ထိပ်သီးအစည်းအဝေးကိုဖိတ်ကြားခံရတယ်လို့အတည်ပြုနိုင်ကြောင်းထိုင်းရဲ့ PBS သတင်းဌာနကရေးသားထားပါတယ်။ဒါဟာအာနာသိမ်းခဲ့တဲ့2020ခုနှစ်နောက်ပိုင်းမြန်မာစစ်ကောင်စာအုပ်အနေနဲ့ဗန်ကောက်ကိုပထမဆုံးအချိန်တွားရောက်မှုဖြစ်လာမှာပါ။ဘင်းစတက်ညီလာခံမှာနိုင်ငံတချို့ရဲ့ကောင်ဆောင်တွေဟာကျေပြန့်တဲ့အကြောင်းကိစ္စတွေကိုဆွေးနွေးဖို့ရည်ရွယ်ထားပါတယ်။ဘင်းစတက်ဟာလက်ရှိထိုင်းဝန်ကြီးချုပ်ဖေထောင်ထန်ရှိနာဝူထရာလက်ထက်မှာ ်ပထမဆုံးအကြိမ်ကြီးမှုခွင့်ရမယ်နိုင်ငံတကာထိပ်သီးညီလာခံအဆင့်အစည်းအဝေးလည်းဖြစ်လာမှာပါအဲ့ဒီအစည်းအဝေးကိုဒေသရင်းနိုင်ငံတွေဖြစ်တဲ့တီရီလင်ကာအိန္ဒိယဘင်္ဂလားဒေ့ရှ်ဘူတန်နီပေါ်ထိုင်းတို့ရဲ့ခေါင်းဆောင်တွေအပြင်အာနာသိန်းစစ်ကောင်းဆောင်လည်းတက်ရောက်ခွင့်ရလာတာဖြစ်ပါတယ်မူလကအဲ့ဒီအစည်းအဝေးကို2024နိုဝင်ဘာလမှာပြုလုပ်ဖို့ရည်ရွယ်ထားပေမဲ့အကြောင်းအမျိုးမျိုးကြောင့်ရက်ရွှေ့ထားခဲ့ရတာလို့ဆိုပါတယ် ဘင်းစတက်အဖွဲ့ကို1998ခုနှစ်တုန်းကဘန်ကောက်မှာစတင်ထူထောင်ခဲ့ပြီးရည်ရွယ်ချက်ကတော့မင်္ဂလာပင်လယ်အော်နဲ့ဆက်ဆက်နေတဲ့နိုင်ငံတွေကြားပူးပေါင်းဆောင်ရွက်မှုတွေမြင့်တက်နိုင်ဖို့ဖြစ်ပါတယ်။ဘင်းစတက်ဟာတောင်အာရှနဲ့အရှေ့တောင်အာရှဒေသတွေမှာစီးပွားရေး၊လူမှုရေးနဲ့ရည်ကျေးမှုဆိုင်ရာပေါင်းကူးမှုတွေမြင့်တက်ပေးတဲ့တရားတစ်ခုဖြစ်ရည်တည်ဖို့လည်းရည်ရွယ်ခဲ့ပါတယ်။ဒါအပြင်ဘင်းစတက်ထိပ်သီးအစည်းအဝေးမှာအဖွဲ့ဝင်နိုင်ငံတွေဟာ ။တန်တမာရေးနဲ့စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကိုလှုပ်ဆောင်သွားဖို့စီစဉ်ထားတာဖြစ်ပါတယ်။ Thai PBS ရဲ့သတင်းရှင်မြစ်ကဗန်ကောက်မှာကျင်းပမယ့်အစည်းအဝေးတွေဟာရှေးချောင်းကန္တာပူးပေါင်းဆောင်ရွက်မှုတွေရေရှည်တိုးတက်မှုတွေဒေသရင်းပေါင်းကူးဆက်သွယ်မှုတွေကိုအထူးကဗဟုပြုချင်းကပ်သွားမယ်လို့ပြောကြားထားပါတယ်ရှင်။